ားလုံးတို့တားလိုက်စွာပါကျွန်တော်ရဲ့ APR Arkham မြန်မာ YouTube Channel လေးကနေနေ့ထက်စွာပြန်လေးကြိုဆိုလိုက်ပါရစေ။မြန်မာပြည်သူတွေကိုကူညီနေဖို့အတိတ်ကအချက်၄ချက်ကိုကုလသမဂ္ဂလူခွင့်ရေးဆရာမဟာမင်းကြီးကတင်ပြလိုက်ပါရစေ။မြန်မာပြည်သူတွေကိုထိထိရရအကူအညီပေးနိုင်မယ့်နေလန်လေးခုကိုကုလသမဂ္ဂလူခွင့်ရေးဆရာမဟာမင်းကြီးကတင်ပြဆွေးနွေးခဲ့ပါရစေ။ ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပခဲ့တဲ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီညီလာခံမှာမြမလူ့အခွင့်အရေးဆိုင်ရာအစီရင်ခံစာတစောင်းကိုတင်သွင်းရင်တက်ကအဲ့ဒီအကြံပြုချက်တွေကိုထည့်သွင်းပြုဆိုခဲ့တာဖြစ်ပါတယ်သူကအာနာသိန်းစစ်တပ်အုပ်ချုပ်နေတဲ့မြန်မာနိုင်ငံမှာလူအခွင့်အရေးအခြေအနေတွေဟာပုံမကျတဲ့ဆိုးရွားလာနေတာကိုအတည်ပြုခဲ့ပြီးတစ်ဖက်မှာလည်းမြန်မာပြည်သူတွေဟာအပြောင်းအလဲတွေညှို့လင့်ချက်တွေကိုကြံ့ကြံ့ခံဆုတ်ခွင်ထားကြစေလို့ဆိုပါတယ် လူ၄00လောက်တေဆုံးခဲ့တဲ့မက်လ20ရှိရနေငလျင်ကြီးအပြီးမှာမြန်မာနိုင်ငံရဲ့အခြေအနေဟာပေါ်ပြီးခက်ခဲလာကြောင်းဒါပေမဲ့ပြည်သူတွေကတော့ငြိမ်းချမ်းတဲ့ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေပြည့်ဝတဲ့အနာဂတ်ကိုဆက်လက်မျှော်လင့်နေကြစေလို့တက်ကကောင်စီညီလာခံမှာမိန့်ခွန်းထက်သွင်းပြောဆိုသွားပါတယ်မြန်မာပြည်သူတွေကိုထိရောက်တဲ့အကူအညီတွေပေးဖို့ဆိုရင်စစ်ကောင်စီနဲ့နိုင်ငံတကာအသိုင်းအဝိုင်းက အတိတ်ကလှုပ်ဆောင်နေတဲ့အပိုင်လေးခုရှိတယ်လို့သူကအကြံပြုထားပြခဲ့ပါတယ်ပထမအပိုင်လှုပ်ဆောင်ရမှာကတရားမျှတမှုနဲ့တာဝန်ယူတာဝန်ခံမှုတွေကိုရှာဖွေပေးဖို့ဖြစ်ပြီးအဲ့ဒီကောင်းစင်အောင်မှာနိုင်ငံရေးအကျဉ်းသားတွေကိုလှက်ပေးဖို့အရေးတက်ပြတ်မှုနဲ့အခြားဆိုးရွားမှုတွေကျူးလွန်သူတွေကိုထိရောက်စွာအပြစ်ပေးအရေးယူနိုင်ဖို့ဆိုတာတွေပါဝင်ပါတယ်ပြီးတော့မြန်မာပြည်ကိုအပြစ်ပေးဆိုင်ရာရာဇဝတ်ခုံရုံး NCC တင်ပြနိုင်ရည်လေးသူကတည်တွန်ခဲ့ပါတယ်ဒုတိယ လိုအပ်ချက်ကတော့မြန်မာနိုင်ငံမှာပြည်သူအလုံးလေးစားကြမဲ့ဒီမိုကရေစီအယက်သားဆိုရပို့ထွန်းလာအောင်ကူညီဖို့ဖြစ်ပါတယ်။ရင်းကြတွေနဲ့လူနေစုတင်းသားတွေကိုပြည်နယ်ခွေးချာဆက်ဆံတဲ့ဥပဒေတွေကိုဖေရှားရမှာဖြစ်ပြီးအယက်သားတွေရဲ့အခွင့်အရေးတွေနဲ့မီဒီယာလွတ်လပ်ခွင့်တွေကိုကာကွယ်ရမယ်လို့ဆိုပါတယ်။ တတိယတောင်းဆိုမှုအနေနဲ့နှာတာပြီးအစုဖွဲ့အားလုံးအတွက်အကျိုးဖြစ်ထွန်းစေမယ်စီးပွားရေးမျိုးပြန်တည်ဆောက်ဖို့ဖြစ်တယ်လို့တက္ကະပြောပါတယ်စစ်တပ်နဲ့စစ်တပ်အလို့တော်တွေအစုဖွဲ့တွေအတွက်ပဲကောင်းကျိုးဖြစ်ထွန်းနေတာမျိုးကိုခွဲမပြုပဲကျန်းမာရေးပညာရေးလူမှုဝန်ဆောင်မှုကဏ္ဍတွေအတွက်ရင်းနှီးမြှုပ်နှံဖို့လေလိုအပ်နေကြောင်းသူကထောက်ပြခဲ့ပါတယ်စီးပွားရေးနဲ့ရင်းနှီးမြှုပ်နှံမှုတွေဟာပြည်သူတွေရဲ့လူမှုဘဝမြင့်တင်ရေးကိုအားဖြင့်ထောက်ပံ့ပေးဖို့လေတက္က တိုက်တွန်းခဲ့ပါတယ်နောက်ဆုံးအချက်အနေနဲ့ကတော့မြန်မာပြည်သူတွေကိုလဲလူမရှူပဲနိုင်ငံတကာအသိဝန်ကဝိုင်းဝန်းကူညီပေးကြဖို့ဆိုတာပါပဲအဲ့ဒီအချိန်မှာမြန်မာစစ်တပ်အပေါ်လက်နက်ဝေယူခွင့်ပိတ်ပင်တာစီးပွားရေးအရာအရေးယူပိတ်ဆိုတာလေရင်စီတွေတင်သွင်းလို့မရနိုင်အောင်တားမြစ်တာပဋိပက္ခတွေကနေထွက်ပြေးတိမ်းရှောင်လာတဲ့မြန်မာဒုက္ခသည်တွေကိုအကူအညီပေးတာစတဲ့ကဏ္ဍပေါင်းစုံအကျုံးဝင်ပါလေပြီးတော့နေဆက်ဖြတ်ကျော်လူသားချင်းစာနာမှု အထောက်ပံ့တွေပေးဖို့နိုင်ရအတွက်ပိုပြီးပြောင်းလဲပြင်တွေရှိတဲ့စိတ်ကူးညာထက်တန်တဲ့နေလန့်တွေကိုရှားပွေအသုံးပြုကြဖို့လေးပါဝင်ခဲ့ပါတယ်နာဘီတော်လန်ရဲ့အစိုးရဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG စစ်တပ်ကိုတွန်းလှန်နေတဲ့တရင်သားလက်နက်ကိန်းအင်အားစုတွေဒီမိုကရေစီရဲ့တက်ကြွလှုပ်ရှားသူတွေအရက်ဖက်အဖွဲ့အစည်းတွေနဲ့ထိတွေ့မှုတွေပုံမြင့်တင်ဖို့လေတာကာထက်သွင်းအကြံပြုထားပါတယ်။သူရဲ့မိန့်ခွန်းအဆုံးမှာတော့တာကာမြန်မာစစ်တပ်အနေနဲ့အကြမ်းဖက်ရှမ်းလိုတိုက်ခိုက်မှုတွေကို ရပ်တန့်ပြီးလူသားချင်းစာနာမှု အကူအညီတွေဖြန့်ဝေပေးမှုတွေကိုခွင့်ပြုဖို့မတရားဖန်ဆီးထားသူအားလုံးကိုလွှတ်ပေးဖို့လေတောင်းဆိုသွားပါတယ်။အရန်ကြက်တေဆိုးရွားနေတဲ့ကာလမှာတော့မြန်မာပြည်သူတွေဟာလူအခွင့်အရေးပေါ်အခြေခံတဲ့အနာဂတ်မျိုးအတွက် အစီအစဉ်တွေရှမဲ့လှုပ်ဆောင်နေကြအောင်အဲ့ဒီမျိုးလင်းရှိတွေလက်တွေဖြစ်လာအောင်မြန်မာပြည်သူတွေကိုကူညီဖို့နိုင်ငံတကာအသိဝင်မှာတာဝန်ရှိကြောင်းထပ်ကပြောကြားသွားပေးပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အဆုံးထိနောက်ဆက်ကြည့်ရှုပေးကြတဲ့မြန်မာပြည်သူညီကောင်မောင်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။အားလုံးဒီကင်ကျမ်းမာကြပါစေခင်ဗျာ။ကျွန်တော်ရဲ့ YouTube channel လေးကိုကြည့်တဲ့အခါမှာပြည်တွင်းကမိဘပြည်သူတွေအနေနဲ့ VPN ရှင်းပြီးတော့ကြည့်ကြဖို့အတွက်မြစ်တာရဲ့ခံချင်ပါတယ်။